ရောက်ကြည့်ကိုရပါတယ်အဲ့တော့နခခငါဟုတ်ကြောက်ဆုံးရဲပေါ်ဒီဘာကြောက်ပျောက်တာလဲသူတို့များကြောက်တာကြာပြီအဲ့တော့တုံးလာပြီနော်ဒီနေ့တော့မလုပ်ပါနဲ့ဗျာနော်သူတို့ရဲ့အခွင့်အရေးပေးပါသူတို့တွေမှာခင်ဗျားတို့ရဲ့ဒီပေးသေးပြူဟာပေါ့ပေးသေးပြူဟာဖျဲသေးပြူဟာတွေကြောက်သူတို့နေခဲ့ရတယ်အဲ့တော့ကိုယ့်ရဲ့ရှက်ပေါ့နော်ကိုယ့်ရဲ့တိတ်ခါလေးလဲကိုယ်ကစဲအောင်ပြအောင်မြင်အောင်ပါ ကိုသုံးကြတဲ့ဗျူဟာကြောင့်စက္ခခ55နော်ပူးသီးတော်ကြီးနဲ့ကြာမောင်တော်လည်းကြာဘာဗျူဟာဆိုပေးသည်ဗျူဟာထွက်မတိုင်းနဲ့တဲ့လာတိုင်းမတိုင်းနဲ့ပြည့်နေမပြည့်နေတဲ့ချိန်လုံးဒီထဲမှာလည်းဒပုံကတခါလဲဟိုစနိုက်ပါတွေနဲ့စောင့်နှစ်နဲ့ချီနောက်ဆုံးတော့ကြာတာဗောဗျနေတော်နေသည်အဲ့တော့ဗျာကျွန်တော်အသေးစိတ်ထက်လေ့လာအောင်မယ်နော်ကျွန်တော်ရရှိထားတဲ့အချက်အလက်တွေရှိသေးတယ်ပူပေါင်းပြီးတော့ကျွန်တော်ဆက်လက်လေ့လာမယ်နော် ။ကုံစင်းတော့ကမိုးပေါ်ရောက်နေပြီတဲ့ပြောပြပါဦးနဲ့ကျပ်ဥ10လုံးတောင်နဲ့9000တဲ့။ကျပ်ဥ10လုံးတောင်9000ရတဲ့ငွေကဈေးဘိုးက1000အင်္ဂလာကမီတာကရေဘိုးကဘယ်လိုလောက်ရမှာလဲတဲ့ပန်းကလေးနော်ပန်းလေးကပြောပါတယ်ကျွန်တော်အဲ့အရာတွေပြောဖတ်ရင်ကျွန်တော်နိုင်ငံတော့ကျွန်တော်အရန်ကိုကြည်ခွေးရတယ်ဗျာနော်ကျွန်တော်တကယ်တည်းကြည်ခွေးရပါတယ်တို့ဘောမကြောင့်လဲအဲ့လိုပလပ်ဖြစ်စီကိစ္စဥမေအောင်လိုက်တယောက်ထဲကြောင့်တော့မဟုတ်ဘူးဗျာနော်ခင်ဗျားတို့အဲ့ဒီတို့လည်းပါတယ် ကြည်သူကလည်းတော်လိုင်းတော်လိုင်းဆိုအဲ့ကြောင့်ဟိုဘက်မှာပါဒီဘက်မှာလည်းကြည်သူကအကုန်ဒုက္ခရောက်တာဗျာနော်ကိုလေးဖြူဂိတ်ကစစ်တပ်ဂိတ်နဲ့အုတ်ကြီးကဖမ်းပြီးတယောက်ကို340 50တောင်းတာရောက်30လောက်ရှိပြီဟာလေကိုလေးဖြူဂိတ်အဲ့ကိုလေးဖြူဂိတ်တော့မဟုတ်သေးဘူးထင်တယ်ဘဲရလဲတခြားကြီးပါဘူးကိုမောင်ကကင်းပြင်းနယ်ကဘယ်တော့အေဂျင့်မှာလဲကင်းပြင်းနယ်အေဂျင့်ကိုခင်ဗျားမျောလင့်နေသေးတယ်ပေါ့လေ ကရင်ပြည်နယ်ဘယ်တော့မှဘယ်တော့မှမအေးချမ်းမဲ့ပြည်နယ်တော့မှကရင်ပြည်နယ်ထိန်းဆောင်ရပါတယ်နော်ဘယ်တော့မှမအေးချမ်းဘူးအဲ့တော့ကရင်ပြည်နယ်မှာ KNU ကမအေးချမ်းတဲ့အဖွဲ့တွေမှာ KNU ပါတယ်အေးချမ်းမဲ့အဖွဲ့တွေမှာအတွေးခေါ်မျှတပြီးတွေးခေါ်တတ်တဲ့ BGF တို့လို DGB လို့အုပ်စုတွေပါတယ်အဲ့တော့ဒီဆုံးရောက် KNU နဲ့အဲ့လိုမျိုးဆန့်ကျင်လို့လာပြောင်းရဲ့ဘယ်ပါတီမှအမပေးချင်အမပေးချင်တာရတယ်ဒါမဲ့ဒီလူတွေကခင်ဗျားတို့ရဲ့အလုပ်ကိုလုပ်မှာနော် ခင်ဗျားတို့ကိုအဲ့တော့ခင်ဗျားတို့မဲမပေးရင်ကြည့်ပေါ့ဗျာဒီလူတွေမှာတရားရဂိုင်းလုံးကိုကိုတက်ကောင်းမကောင်းတော့ဟုတ်ပဲဒါမဲ့လည်းအချို့တလေပေါ့ဗျာအင်္ဂလိပ်လိုပြောမှဆိုရင် better than nothing better than nothing နော်ဟိုဘလိုခေါ်မလဲဘာမှမရှိတာဆိုရင်ကောင်းသေးတယ်ကို့အတွက်နော်ကို့အတွက်ပြုတ်နောက်ဆုံးပဲ speak out လေးလုပ်ပေးပါအောင်ဗျာခင်ဗျားတို့အခုအဲခင်ဗျားကျွန်တော်အခုဒါ online မှာ speak out လုပ်ပေးတယ်ခင်ဗျားတို့ရဲ့ဒုက္ခတွေပေါ့နော်ဒါပေမဲ့ ပိုပြီးထိရောက်တာကလွတ်တော်ထဲမှာ speak out လုပ်ပေးမဲ့သူလေးတော့ရွေးရမယ်เนาะခင်ဗျားတို့စစ်မှုထမ်းကြီးတွေပြဿနာဖြစ်နေတယ်เนาะအဲဒါကုံစင်းလုံးတွေတက်နေတယ်เนาะပြီးလို့ရှိရင်ဟို protocol မဲ့ဆိုတော့စစ်တီတွေရတဲ့နာမရဘူးဟုတ်လားနောက်ထပ်ပေါ်ပြဆန္ဒလို့နောက်ခါကငါကိစ္စတွေဒါမျိုးကိစ္စတွေကို online ပေါ်ကနေ speak out လုပ်တာလဲလုပ်တာပေါ့လူပြည်သူသိတယ်ထို့သူလွတ်တော်တွေကနေပြီးတော့ခင်ဗျားတို့ရဲ့ဘဝတွေကိုချေလဲမဲ့သူတွေဟွန်းတွေ့ကြားအောင်လို့ speak out လုပ်ပေးမဲ့ အနိုင်ဆုံးအနိုင်ဆုံးဒါအနိုင်ဆုံးကျွန်တော်ပြောတာနော်ခင်ဗျားတို့ဘဝအတွက် speak out လုပ်ပေးမယ်သူကတော့အနိုင်ဆုံးတော့ရှာဖဲပြာနော်အဲ့ဒါဘယ်သူဖြစ်မလဲနော်ရှာအဲ့ဒါတော့ခင်ဗျားတို့မင်းလွတ်တော်ကိုယ်စားလှယ်တွေကပြောရမယ်ပါတီတွေကပြောငါတို့ပါတီတွေပါတီတွေရောက်သွားပြီမင်းတို့တက်ဘာမှမလုပ်ပေးနိုင်တော့မှကွာဒီဘောလွတ်တော်မှာထိုင်စားနေတဲ့အုပ်စုတွေကိုသူတို့တွေကြားအောင်ငါတို့က speak out လုပ်ပေးမယ်ပြောပေးမယ်ဆိုတဲ့လူရှာအဲ့ဒါကြောင့်မို့ခင်ဗျားတို့မဲထဲခိုင်းတာအလကားမဟုတ်ဘူးခင်ဗျားတို့ရဲ့ကိုစား speak out လေးအနည်းဆုံးလုပ်ပေးမယ် ဲ့ဒါကိုရှာအဲ့ကြောင့်မင်းအောင်မဲထဲခိုင်းတာပါထဲတာမထဲတာမင်းတို့နော်ကိုပိုင်ခွင့်ရေးအကျွန်တော်ဘာမှမပြောလို့ဘူးအဲ့မဲ့တော့မဲထဲတယ်ဆိုတာကို့အတွက်ကိုတချူရှာတာပဲဒါပဲညံ့ညပြောပေးပါအောင်တဲ့ကိုစောဘူးကနော်မြမပြည်မှာရှင်းထက်နိုင်ငံရေးတက်သိတဲ့သူတွေအများကြီးရှိတယ်ကိုပြောင်းကြည့်ရတဲ့အေးဟုတ်ပါပြီရှိတာကျိုးစလာဒါမှဒါကိုပဲလိုချင်တာနော်ကိုမောင်မောင်ထက်သိတဲ့သူတွေနော်သိတဲ့သူတွေအများကြီးကိုကျွန်တော်လိုချင်တယ်လိုချင်တယ်လိုချင်တယ်အားလုံးသိမှကောင်းမှာပေါ့ကောင်းခင်မှာနော် ကျဲတွေအားလုံးလင်းနေမှာကောင်းကင်ကလင်းမှာတယောက်တည်းလင်းနေလို့မရဘူးเนาะမြန်မာနိုင်ငံလုံးတည်းပင်လယ်ရေကြီးအားလုံးအတွက်အားလုံးအတွက်နိုင်ငံကြီးဆိုအားလုံးအတွက်เนาะအဲ့တော့ကောင်းတယ်အဲ့စကားလေးကိုချူဆိုတယ်ကျုပ်တို့အခုရှမ်းရှိမှာတဲ့တရုတ်နယ်စပ်မှာနေတာတဲ့တရုတ်ပါကိုတဲ့ဟာလေတရုတ်ပါတရုတ်ကပါကိုတဲ့ပါရိုက်တာ မနေတော့ဘူးဟလားအခုမျိုးလည်းစဉ်းစားဗျာဒီကားလေသူများကမဲမပေးနိုင်ဘူးကိုကျွန်တော်ပေးစီခြင်းနဲ့မဲပေးမှကိုယ့်ရဲ့ ဥဝင်လင်းပြောရင်ခင်ဗျားတို့ကိုစား speak out လုပ်ပေးမလို့ရှာเนาะမေးကြည့်လိုက်ဥကိုကြီးမေးကြည့်ဗျာခင်ဗျားကျွန်တော်တို့ speak out လုပ်ပေးမလား speak out လုပ်ပေးရင်တော့မရွေးเนาะဘာဘာမှမရတာအနည်းဆုံးဘာဖြစ်သူတို့ကစက်ပြီးကျင်းပါသွားမှာသူတို့အစိုးရဖွဲ့သွားမှာခင်ဗျားတို့ကြိုက်သည်ရှိမကြိုက်သည်ရှိဘယူမဆိုင်ဘူးဒါဝင်လင်းပြောတာခင်ဗျားတို့တော်လိုက်ဘယ်တော့အောင်လည်းမသေးချာဘူးတေချာတို့ကတော့ခင်ဗျားတို့မဖြစ်မနေပေါင်းရမယ်အိမ်ကပေးစားမယ်ဘိုးတော်ကြီးကဒီဘိုးတော်ကြီးအိမ်ကပေးစားမယ်အစိုးရဒီအစိုးရခင်ဗျားတို့ယူခြင်းနဲ့ယူယူခြင်းမယူခြင်းနဲ့ယူအောင်အဲ့တော့ ကိုကိုနဲ့ယူရမယ့်အမျိုးသားဟာအနိုင်ဆုံးတော့အရင်မချောရမယ့်အရင်မကောင်းရင်တော့မှာပဲကိုမင်းတို့ပဲယူလိုက်ရှိတော့အကူတော့မကောင်းဘူးလားကောင်းဆုံးသူအရင်ကိုအရေးကြီးတယ်ပေါ့နော်အဲ့ဒါအဓိကကြားတယ်သုံးမချတတ်တာပါဝင်လင်းပြောရင်တော့ဒါခေါင်းဆောင်ရဲ့အရေးချင်းကဒါဦးမေအောင်လည်းအရေးချင်းပေါ်မူတည်ပါလေနော်နိုင်ငံရေးကိုသူဘယ်လိုအသုံးချမလဲအရာရာဟာကို့အတွက်ကောင်းမှုဖြစ်လာဆိုတာစဉ်းစားရမယ်ခင်ဗျားတို့ခုအောက်မှာလာဆဲနေတာနော်မအမှန်အနိမ့်နေ စော်ရီပါဆဲတဲ့သူကနေပိတ်ခေါ်ပြရစေနော်အဲ့ခင်ဗျားလာဆဲနေကြတယ်အဲ့မှာကျွန်တော်လာပြီးပြောနေကြတယ်ဒါကျွန်တော်စိတ်ဆိုးရမယ့်အရာမဟုတ်ခင်ဗျားတို့ဘာတွေပြောလဲဆိုတော့ကျွန်တော်ကခင်ဗျားတို့ကောင်းကောင်းသုံးချအောင်နော်ခင်ဗျားတို့စိတ်ထဲမှာမလို့ရှိရကျွန်တော်သိဖို့လိုတယ်ပုံမှန်ရင်းနဲ့နမောင်မြို့အဝင်ထွက်ဟွန်းရွာကဈေးဝယ်ကားတွေကိုတဲ့ပေါ်တာဆွဲဖန်စီငွေရရင်ပြန်လွတ်ပေးတယ်တဲ့ဈေးလာလို့ခတ်တယ်ဗျာတဲ့နမောင်မြို့မကွေးနမောင်နမောင်ဆိုကိုနမောင်ကြောင်သေးရဗျာ ်အင်္ဂလာပါကဲဟုတ်ပါပြီညီကောင်တော်မှများရင်ဒီနေ့လဲကဲကြည့်နော်အချမ်းမဲ့စစ်ကောင်စီလောက်သမျမကောင်းတဲ့ဟာကြတော့ကြော်သွားတာမိကွန်းနေရအဲ့လိုပေါ့နော်ဘာဖြစ်လို့ဒီနေ့မှလည်းသူ့အဖယူမိကွန်းထုတ်လိုက်တာတော်တော်လေးကိုစားတယ်ပေါ့နော်အဲ့တော့သူ့အဖအကြောင်းလည်းသူသိပြီးသားပါနော်အဲ့တော့နှစ်ခါငါပါနော်အချက်ဘက်စစ်ခွေးတွေပတာပေါ်ခဲ့ရတယ်ဆိုတာကိုဘောဘောမောင်မောင်ဝေခံထားပြဖြစ်ပါနော်ဒီလောက်မောင်မောင်ကတော်နော်နှစ်ခါငါမှာ ်ချက်ပတ်စစ်ကောင်စီတွေအစုလိုက်ပြုံလိုက်ပေါ့နော်ဒီလိုမျိုးမျိုးစာဖြစ်နေတော့ဝင်ခိုင်းလိုက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မမျိုးတော့ဘလိုမျိုးညင်းနေဆိုတော့တခြားကောင်ကြည့်အောင်နော်ပြောတယ်အဲ KI က KI KI ပရမိုဂါစီဘမောနဲ့ပတ်သက်ပြီးတရင်နေအဲသူတို့သူတို့ဟိုဘက်ပြည်ပြင်းမိတဲ့အုပ်စုတွေကြားထဲမှာတရင်ပြန်ထွက်တယ်ဘလိုထွက်လဲဆိုတော့ဘမောကအမှတ်366 366အမြောက်တက်ကိုတဲ့อืม KI ကပြန်ရပြီဆိုတဲ့တရင်ထွက်တယ်ထွက်တော့ကျွန်တော်တို့ကသိချင်တာပေါ့နော်သိချင်တော့စုံစမ်းကြည့်တော့ပေါက်တက်ခဲ့ရတယ်ကွာဘယ်ကောင်းနေပြောတာလဲပေါ့ဆိုတော့ကျွန်တော်ကအဲ့ဘယ်ကောင်းနေပြောတာလဲဆိုတော့တိလိုက်ပြီးရပြီအဲ့လိုဆိုတော့ဒါပေမဲ့ ကျွန်တော်အတိုင်မဟုတ်ဘူးကျွန်တော်ပြောမပြောခင် information တခုကဘာရင်ဆွတ်ထုတ်လဲဆိုတော့ nobu က KIA ရဲ့ nobu ကဘာပြောလဲဆိုတော့เนาะသူတို့ရဲ့ပြည်ပြမီဒီယာတခုမှသူပြောထားတယ်ဟုတ်ဘူးတဲ့ကျွန်တော်တို့အဲ့အမှတ်300ဆိုဆိုင်ရင်းကိုတဲ့ပြန်သိပိုင်နိုင်တယ်ဆိုတော့မနေ့က16ရက်နေ့ကထွက်တဲ့သတင်းတွေရတဲ့မဟုတ်ဘူး confirm မဟုတ်ပါဘူးတဲ့အတီးလည်းပြုလို့မရပါဘူးတဲ့ဘဘဒါပေမဲ့ဘဘမှာတိုက်ပွဲတွေတော့ဆက်ရှိတယ်တိုက်ပွဲအရှိန်ကရှင်းပြင်းပါတယ်တဲ့ဟိုသိမ့်နိုင်ပြန်သိမ့်နိုင်တဲ့ဟာတွေမရှိသေးပါဘူးတဲ့နှစ်ဖက်တိုက်ပွဲပြင်းပါတယ်တဲ့အမှတ်အမြောက်တက်366မှာတဲ့သူတို့စစ်တပ်ရှိသေးတယ်နော်ဘူးကလေးဝန်ခံသွားတာနော် ြန်လာပြောမနေနဲ့အဲ့တော့366အမြောက်တက်ကို KIA ဘက်ကပြန်ရသွားသလိုနဲ့ဝါရဖြစ်နေပြည်ပြည့်အုပ်စုရောအချက်ကကွဲရောကြောက်ချက်ကကွဲရောပဲကြောက်ချက်ကကွဲတာပဲနော်ကြောက်ချက်ကကွဲတာပဲနော်မြင့်ဆုံဟိုတယ်နာနီမှာလေးလောက်စရိုက်တိုက်ပွဲဖြစ်လာတဲ့စစ်သားတွေအတုံယုံတည်နေတယ်အေးပါလို့စစ်သားတွေတုံးတည်နေတယ်ဟိုကဟိုကဗီဒီယိုဖိုင်တွေထုတ်ပြန်နေတာတပြုံကြီးမှာ KIA တွေခွေးပြွေးပြေးနေရတာ KIA တွေခွေးတွေဝင်နေတာတပုံကြီးရဲ့အဲ့ဒါကိုထုတ်ပြန်နေကြမှာတိုက်ဘယ်နှမှာဘယ်နှမှာဘယ်နှမှာတပြုံကြီးလဲ ပြလေပုံလေးပါလေထုတ်ပြလေဩအဲတက်မတော် channel တွေမှာထုတ်ပြန်တယ်ပတ်ပတ်ဆက်ဆက်ထုတ်ပြန်နေတာအဲ့တော့ဟိုမှာ तू ကအခုချိန်ကြီးစစ်သားတွေအတုံးဆုံးတည်လေဆိုတာကြီးပဲမှ तू ပြောတာခက်တဲ့ပြောလို့ရဆိုတော့၄ရက်၄ရက်တိုက်တာတဲ့၄ရက်စလိုက်တိုက်တာစစ်သား60ကျော်တည်တယ်တဲ့အမေမသိ तू ကဂုတ်ထိုင်ပြီးထိုင်ရှိထားတဲ့အတိုင်းပဲအဲ့လိုရေးတာဆိုတော့တခါကြရင်လည်းရည်စရာကောင်းတယ်ပေါ့ဗျာတရင်တွေကတခါကြဒီလိုလေးပေါက်တော့ကြရရှောက်ရေးကြတယ်ရေးကြတာပေါက်တော့ကြရေးကြတယ်အခုမန္တလေးဥပိုးတော်ကိစ္စလည်းမနေ့ကကျွန်တော်ပြောတယ်မလားအခုဒီနေ့ဆိုရင်တချို့ပြောပြီလေဘလို့ပဲပြောတယ်ဟိုနေ့အချက်မရှိဘူးထပ်ပြီးတော့ ထပ်ပြီးမျက်နှာကြောင်တိုက်ပြီးထပ်ထုတ်ပြန်တယ်ဥပိုးတော်ကိစ္စကိုလေမဟုတ်ဘူးဆိုတာကိုဒေသခံမြို့ခံထောင်သားလူတွေအစားနိုင်မြို့ပိုင်မြို့ခံနိုင်ချင်းတွေအစားမဟုတ်ပါဘူးပြောတော့မရောက်ထက်ကြီးလို့လူစင်းတွေပါထုတ်ပြန်အဲ့လူစင်းတွေနဲ့ဟောဟော်လာအတီးပြုတ်လို့ရတယ်အဲ့လူစင်းတွေနဲ့သူ့မိသားစုဆက်သွယ်မင်းမြန်အောင်ဖြေထွက်တဲ့ကိစ္စကိုမတူးဆိုလိန်စရာမင်းကြံဖမ်းပြီးကိုပေါင်ကူမြန်လိန်ရတယ်ဆိုအဲ့ဒီအုပ်စုပဲနော်တကယ်တော့ပြောရမလို့ပြန်နော်ဒီဒီအုပ်စုကအဲ့တော့ဒီဗမော်ကိစ္စလည်းဒီလိုပဲသူတို့ပြန်ပြီးတော့ရတယ်လို့ပါလို့ဖွားကြပြီမဲ့တစ်ဖက်မှာတော့ဂွမ်မော်ကိုတိုင်း sorry နော်ဘူး ကဲဒါတော့နော်ကျွန်တော်မျိုးပြောနေပြောစားပြောနေပါနော်ခုနကတော့ဒီတကယ်ဒီအချက်မစစ်ခွေးတွေပေါ့နော်တေးတဲ့ကိစ္စကိုတော့မမဝင်ခံနေပါနော်ဒီနေရာမှာတော့ကျွန်တော်မျိုးအဲ့လိုပဲအများကြီးညင်းနေပါနော်ဘာပြောပါဒီစစ်လော်ဘီတွေကဒီလိုပါပဲနော်သတင်းတွေဆိုအများကြီးမဲသတင်းတူသတင်းမားတွေထုတ်လွှင့်ပြီးမှာပေါ့နော်ဒီသူတို့ဘက်ကတေးတယ်ဆိုတာမရှိသလိုသူတို့ဘက်ကပြောနေကြပါနော်ဒါပေမဲ့လည်းတော်လိုင်းတပ်ဖွဲ့တွေကသူတို့ဘက်ကဒီမျိုးစာဖြစ်သွားတဲ့ခါတွေဆိုရင်တပ်ပုံတွေတော့ထုတ်ပြန်တာဖြစ်ပါတယ် ဒီနောက်ဆုံးပါဘောเนาะကျွန်မင်းကလည်းအဲ့လိုပဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူကိုစိန်ခေါ်လိုက်တဲ့စကားနဲ့ပတ်သက်ပြီးတော့ကိုစီရ36ချက်လေးနှောင်းကြည့်အောင်เนาะဘွယ်ကိုနှောင်းချက်မှာကိုဘလောက်ကြောက်လဲဆိုရင်အခုဘောမကြောင်မျိုးဦးเนาะကြောင်မျိုးပြောလိုက်ပြပါရွေးကောက်ပွဲကိုနှောင်းချက်သေဖို့တာပြင်ထားတဲ့เนาะအဲ့တော့ तू ပြောတဲ့ဗီဒီယိုဖိုင်အရင်ကြည့်ပါပါရွေးကောက်ပွဲကိုဆန့်ကျင်နှောင်းချက်ရင်ဘာဖြစ်မလဲဆိုတဲ့မျိုးပေါ့အဲအဲ့ဒါ ဟုတ်ပါအဲ့နဲ့ပတ်သက်လို့တော့ကျွန်တော်တို့အစိုးရကျင်းထားပြီးသတင်းတစ်ခုရှိဆိုရမှန်ဘယ်ဘယ်တောက်ပွဲကိုဟန်တာအစိုးရဘယ်အစိုးရကျင်းညာလားညီမညီမအခုအစိုးရရှိလို့လားဟမ်အစိုးရရှိလားခုနတက်မကမှာတေဝင်တက်မှတ်ထားတဲ့အစိုးရကဘယ်အစိုးရမင်းတို့မရှက်ဘူးလားအဟမ်ခုနတက်မကမှာဒေါ်အောင်ဆန်းစုကြည်တမရနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဝင်းမြင့်တမရဒီနေ့တိရှိတယ်နော်စောက်ရက်လေးနည်းနည်းရှိအဲ့အဲ့ဒါကိုလက်မခံဆိုမင်းတို့ခုနတက်မကလည်းထွက်လိုက် ထွက်ရဲလားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကထွက်ရဲလားမထွက်ရဲဘူးဆိုရင်ကိုယ့်အကိုအစိုးရပါဆိုမတုံးလုံးနဲ့စောက်ရှက်ရှိတိလားအဲ့ဒါပဲပြောချင်တယ်ကုလသမဂ္ဂမှာဘာလဲသွားကြည့်နောက်ရှက်တဲ့သူနေရန်ထိပြေးလို့ရတယ်တော့ပေါ့ကိုလှုပ်တဲ့ပြစ်မှုသေးအကြီးပေါ်မူဒီနေရန်ထိရောက်သွားနိုင်တယ်ဘလူကပေးမှာမြို့ကပွဲကိုခမားအနေနဲ့ဆန့်ကျင်ဖို့ကန့်ကွက်ဖို့အာတော့မနှောက်ရှက်ဖို့ဖြက်စီးဖို့တားစီးဖို့ချုပ်ချဖို့ဘာလို့ဖို့ညာလို့ဖို့လုပ်တယ်ဆိုရင် ခမည်းလုတ်တဲ့လုတ်ရက်နဲ့တိုက်တန်နဲ့ပြုတ်မှုပြတန်နဲ့ကြီးတယ်။ထောင်ကျသွားနိုင်တယ်။ပေရန်ပေးခံနိုင်တယ်။အဲ့ဒါမမိဘူး။အနေကဘဒူကပေးမှဘဒူကပေးမှလေ။ရွေးကောက်ပွဲကိုဘဒူတွေကလှုပ်လို့အဲ့ဒီရွေးကောက်ပွဲကိုနှောက်ချက်မဲ့ဖျက်ပြီးမဲ့ဟန့်သားမဲ့ဆိုရင်ပေရန်တွေထောင်တန်တွေကိုဘဒူကပေးမှမင်းတို့အာနာတိန်းသားနဲ့နိုင်ငံတော်ပုံကန်ထားတဲ့ရာဇဝတ်ကောင်ကလှုပ်တဲ့ရွေးကောက်ပွဲကိုနှောင့်ယှက်လို့ဖြန့်စည်းလို့ဟန့်ပိုင်းတေးတယ်ပေးမယ်ဆိုတော့ အခုလက်ရှိပြစ်တတ်နေတဲ့လူတွေကဘာအတွက်တည်တံပေးတာရက်ွက်ထဲမှာကင်းဆောင်နေတဲ့ခေါင်းတက်ပြစ်သွားတယ်ဟမ်ချစ်တောင်းထိုးတဲ့ရွာတွေမီးရှို့သွားတယ်အိမ်မှာမပြေးနိုင်လို့ကြံပြစ်ခဲ့တဲ့တက်ကြီးရွယ်ဝဆိုတာခေါင်းဖြတ်သွားတယ်အဲ့ဒါတွေကဘာကြောင့်တည်တံပေးတာမင်းတို့ကရာဇဝတ်ကောင်တွေလှုပ်ချင်တိုင်းတိုင်းပြည်အာဏာကိုတိမ်ပြီးလှုပ်ချင်တိုင်းလှုပ်နေတာနော်အဲ့တော့တော်လှန်နေတဲ့သူကလည်းမင်းတို့ဘယ်တော့ကွယ်တော့မပြောနဲ့မင်းတို့စောက်ဖွက်ကိုတနတ်နဲ့တင့်ပြနေတာ ရွေးကောက်ဝဲလာကိုနှောက်ရက်တာတွေဟန်သားတာတွေလာမပြောနဲ့တောက်ကြီးကိုမဆိုင်တာရှင်းလားအကောင်ကျုံးမှာမပူနဲ့စောက်ပုံတွေလာပြီးချဲမချောင်းနဲ့တိလားနော်စက်ပြောင်းမင်းဟောထောင်တယ်မြင်တော့တိတယ်အဲ့တော့ကိုကိုကိုစဉ်းစားဖို့ကျွန်တော်တို့ရွေးကောက်ဖို့နှောက်ရက်ဟန်သားတို့ရှင်တို့တို့အော်တိုင်းပြီးအာနာပဲပိုင်ထားတို့လို့တို့တည်ရန်မိခါနိုင်တယ်အဲ့ဒါမမေးဘူးကျွန်တော်သတိပေးခြင်းလေဒါကြောင့်ရွေးကောက်ဖို့နဲ့ပတ်သက်ရင်တော့ခင်ဗျားတို့ထောက်ခံကြိုးစားအားပေးတာမလုပ်ချင်ရင်တော့ နှောက်ရက်ဖြည့်စီတာမလုပ်ကြဘူးတော့ဒီလိုပြင်နေတယ်။ဒါဆိုခင်ဗျားတို့မြောက်ပေးမဲ့လူတွေရှိတယ်။အဲမြောက်ပေးမဲ့လူတွေကိုခင်ဗျားတို့ထင်ပြီးတော့အုပ်ကြီးထင်ပြီးတော့တွားလျှောက်လို့အမြောက်ပေးတဲ့လျှောက်လို့နေသေးဟိဆိုခင်ဗျားတို့သိမှာ။တခါတည်းပြောလိုက်မယ်။ဒီတော်လှန်ရေးနဲ့ပတ်သက်လို့ဒီရွေးကောက်ပွဲကိုကျုံးမာကမဟုတ်ဘူး။အကုန်လုံးအရာနေရာတိုင်းမှာ တူများမြောက်ပေးလို့လောက်ကတဲ့လူရှိ လုံးဝမလုပ်ပါဘူး။တခါတည်းကျွန်တော်တို့ဒီကမျက်နှာရက်ခံပါတယ်။ကဲရှင်းရအောင်။တူများမြောက်ပေးလို့တော်လှန်ရေးမှာလောက်ရတဲ့ပါရတဲ့ဆိုရင်လုံးဝမလုပ်ပါနဲ့။ အဲ့လိုလှုပ်တဲ့ရဲဘော်ရှိလို့ရှိရင်ကျွန်တော်တို့ပြောပါကျွန်တော်လက်မခံပါဘူးနော်တခါတည်းပြောတာတိလားဆက်ပြောထောင်ကြရင်ခါတော့ကြာမှာမြောက်ပေးတဲ့ကောင်နဲ့ပြီးပါမှာအဲ့ဒါလည်းမမေ့ကြနိုင်ဘူးနော်အဲ့ဒါကတော့ကိုယ့်ကိုယ်ကိုလည်းသိကိုယ့်ကိုယ်ကိုယ်မှမသိရင်ဘယ်သူမှခါလို့လာသိအောင်အေးမြောက်ပေးတဲ့လူတယောက်လောက်ရှိရင်ခေါ်ပြပါလားလို့ကြော်မျိုးမင်းဟင်မင်းတို့ကောင်တက်တက်လုံးအဲ့ဒီရှာရိုးမရှိတိုင်းဗယံပဒါစကားကိုပြောတာမင်းတို့မရှက်ဘူးလားတီပကမြောက်ပေးလို့ကျွန်တော်တို့တော်လှန်ရေးလုပ်နေရပါတယ်ဆိုတော့ ယောက်ျားလေးမိန်းကလေးတယောက်လောက်ရှိရင်ပြပါလားစကားဆိုတာငါစကားနွားရပြောချင်တယ်ပြောလို့မရဘူးစကားဆိုတာအတိတ်ပဲရှိတဲ့စကားကိုပြောရတယ်အဲ့ဒါမှလူပိတတာဗျမ်းမနာစကားပြောလို့မရဘူးဒီပားကမြောက်ပင်းနေလို့လောက်ကတဲ့လူရှိလားမင်းတို့တတလုံးအော်လာတဲ့စကားအာဒီပားကဘလို့မြောက်ပြီးတော့ဒီပားကမြောက်ပင်းလို့လောက်ကတဲ့လူရှိငါ့ကိုပြဟမ်မပူနဲ့ တတိရှိတဲ့ကောင်ရွေးကောက်ကပါကြည့်အေးတခုရှိတယ်ငါတို့ဘက်ကမင်းတို့လိုမျိုးလူစိတ်မကင်းမဲ့ဘူးမင်းတို့လိုငါတို့အုပ်ချုပ်မရတဲ့ဒေတာဘုံနဲ့အုံလဲအုံလဲကျဲကြီးဆိုရင်ငါတို့လဲ suicide drone နေနဲ့အဲ့ဒီမြို့တွေပေါ့အကုန်ချလို့ရတယ်ထိချင်တဲ့ပြည်သူထိဟမ်ဘာဖြစ်မလဲငါတို့ဘက်ကလှုပ်လာလှုပ်လို့ရတယ်မပူနဲ့အခုမင်းငိမ့်နေပါလေဆိုတော့အာမြို့ပေါ်မှာအေးစင်းငိမ့်နေငိမ့်နေတာပေါ့မြို့ပေါ်မှာမင်းတို့စစ်ခွေးတွေတောင်းချမ်းကြီးနေတောင်းချမ်းနေလေ တော်လိုင်းဘက်ကလူတွေကပြည်သူထိမှဆိုလို့အဲ့ဒီမြို့ပေါ်တွေမှာဗာစစ်ရေးလှုပ်ရှားမှုမှာအတက်နိုင်ဆုံးရှောင်ကျင်းတယ်မြို့ပြပျောက်ကြားနေတော့မှမစ်ရှင်တစ်ခုစီစဉ်ထားတယ်ပြည်သူတယောက်ဖြတ်ဝင်လာတော့အဲ့ဒီမစ်ရှင်တွေကိုဖြတ်လိုက်ကြတာလေအများကြီးလုံလို့ရတယ်ငါတို့တွေဟမ်တိလာမင်းတို့တော့လူသိမ့်ပဲ့မယ်ဆိုရင်အဲ့ဒီငါတို့မရှိတဲ့မြို့မင်းတို့လည်းအုတ်ထုံးလို့မရစရာဆိုပြီးအကောင်လုံး suicide ground နဲ့စော်လို့ရနားလေလားဒါပေမဲ့ငါတို့ဘက်ကလူသိမ့်ရှိတယ် ပြည်သူထိခိုက်နစ်နာမဲ့အရာကိုအတတ်နိုင်ဆုံးရှောင်ကျင်တယ်။လှုပ်တဲ့သူကိုလည်းအကောင်လိုက်တာတယ်။မင်းတို့ဘယ်လိုမျိုးရွာတရွာစစ်ကြောင်းထိုးအကောင်မီးနဲ့တိုက်ပြစ်လက်နက်ကြီးနဲ့ထုတ်ရှည်လေရင်နဲ့ဘုံကျဲဒရုန်းနဲ့ဘုံကျဲငါတို့မောင်းချုံရတဲ့ဒေတာအကောင်ပုံဟက်ကျဲဟက်သေဟက်ဆိုပြီးလိုက်လှုပ်မယ်ဆိုရင်အဲ့ဒီတိုင်းပြည်ဘာဖြစ်ကြလဲ။နော်ဒါကိုစောက်ရှက်မချင်ရွေးကောက်ပွဲကိုဟန်တာနှောက်ရှက်ရင်ဖမ်းမှာလို့ထောင်ချမှာရွေးကောက်ပွဲကိုနှောက်ရှက်မှာမင်းတို့ဖမ်းတာလားငါမတိလို့မေးတာပါ ရွေးကောက်ပွဲကိုနှောက်ရက်တဲ့နှောက်ရက်မဲ့လူုံမှမင်းတို့ကဖမ်းတာလားရွေးကောက်ပွဲကိုနှောက်ရက်တဲ့သူမှမင်းတို့ကသေတံပေးတာလားအခုမင်းတို့တတ်ထားတာဘယ်နှယောက်ရှိနေပြီမိကိုကောင်းတယ်နော်ကိုစီကပြောတယ်တယောက်ချင်းတတ်တာတယောက်ချင်းညဘက်ဖမ်းသွားတယ်မနဲ့အလောင်းလာပို့တာကိုမပြောသေးဘူးအစုလိုက်အပြုံလိုက်နော်ဘုံကျဲချလို့တေရတဲ့ပြည်သူဘယ်လောက်ရှိနေပြီအဲ့ဒါတွေကရွေးကောက်ပွဲကိုနှောက်ရက်လို့လားဘာဖြစ်လို့တတ်တာလဲဟမ်ကျွန်တော်မင်းမဖြေတယ်မင်းတို့တွေကဟို ဘလို့နှိုင်းပြစရာတော့မရှိတော့ဘူးကွာဒီလောက်တောင်တိုင်းပြည်ပေါ်ရုတ်မှာကောက်ကျစ်ပြီးတော့ဗယံမလာကြီးပြောနေတာဟမ်ဤပါထွက်ပြေးနေတဲ့ကောင်ကြီးကခမတို့လာကယ်ပေးနေမှာလည်းမဟုတ်ဘူးအဲ့ဒါကိုမမေ့ဘူးလေပြည်သူလူထုကိုတီးပေးခြင်းတယ်အဲ့တော့ဗီဒီယိုလေးပြန်ပြောရရင်ရေကောက်ပွဲကိုခမရအနေနဲ့ထောက်ခံကြည့်ဖြစ်စေမထောက်ခံကြည့်ဖြစ်စေခမရရဲ့သဘောတိုင်းခမရဆန္ဒနဲ့ကျွန်တော်ဘာမှမပြောဘူးဒါပေမဲ့နှောက်ရက်တာဖျက်ဆီးတာဟန်တာတာအဲပြစ်တင်တာရှုတ်ချတာကန့်ကွက်တာဘာဖြစ်တာညာဖြစ်တာတိတ်လှုပ်လို့ရှိရင်တော့အဲ့ဒါရေကောက်ပွဲနှောက်ရက်ဟန်တာမှုဥပဒေတွေနဲ့ညှိဆုံးပြီးတော့ ဖောင်ဒန်နှစ်ရှိကြတာသို့မဟုတ်သေတံပေးခံရတာဖြစ်သွားနိုင်တယ်အဲ့ဒါကိုမေးဖို့ဖတ်ပြီးတူပါမယ်အဲ့တော့ဘလူကဘလူကပေးမှလဲတေဒီရန်စွဲကောင်ကပေးမှလားမင်းအောင်လာရန်စွဲကောင်တော့နိုင်ငံတော်မှာအာနာချိနေတဲ့တမထကိုလက်နဲ့အာကိုနဲ့ဖမ်းပြီးတော့အာနာသိမ်းသွားတဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်တော့ ဲ့ဒီရံစွေးကောင်ကပေးတာကိုခမ်းမှာလားအမှန်ပဲအမှန်ပဲလူတက်မှုကျူးလွန်တာမင်းတို့ဟုတ်တယ်အခုအာနာတိမ့်ပြီးတဲ့ကမင်းအောင်လိုက်လူတက်မှုဘလောက်ကျူးလွန်ထားပြီအဲ့ဒါတော့မရတော့နော်ညတော့တော့ခံရစပြီးတော့မင်းတို့ပြစ်ထားတာအကောင်လုံးအဲ့ဒါလူတက်မှုမင်းတို့ကနိုင်ငံတော်မဟုတ်ဘူးမင်းအောင်လိုက်ကနိုင်ငံတော်မဟုတ်ဘူးအဲ့ဒီလူတက်မှုတွေမင်းတို့တော်လိုင်းပြီးရတဲ့အကောင်ချင်းရမှာဘယ်ကောင်ပါဝင်ထားတယ်ဘယ်ရဲတော်ဖမ်းလဲဘ누구ကအမိတ်ပေးတယ်ဒီအမိတ်ကအစစ်အစစ်ဘလို့ပေးတာလဲ ဘယ်နှယောက်တတ်ထားလဲပြည်သူဘယ်လောက်တည်ထားတယ်အဲ့ဒါလူတတ်မှုတွေအကုန်လုံးနိုင်ငံတော်ပုံကံမှုပြည်သူကိုတတ်မှုအကြမ်းဖက်မှုအာမျိုးစုံပဲမင်းတို့ရင်ဆိုင်မဲ့အဖို့တွေကမပူနဲ့အဲ့ဒီထဲမှာကြော်မျိုးမင်းကြော်စိုးဦးမင်းတို့ဘာနဲ့ရင်ဆိုင်မစင်းစားတာကိုတိလားသူများရွေးကောက်ပွဲကိုနှောက်ရှောက်တော်မျိုးရွေးကောက်ပွဲလောက်ကိုစောက်ပြူတဲ့ကိုမထဲတာတော်နိုင်သမားတွေကတိလားမင်းတို့ခွေးတွေကိုလောင်ကျုံးနေပါတယ်ဆိုမှစောက်ရင်းမပါနဲ့မင်းတို့နှုတ်တဲ့ကလေးကချစ်ပွဲကိုဘလူကစောက်ပြူဆိုင်ဖို့လဲဟမ်ဘာလဲမျော်လင့်နေတာလားဟုတ်လား ညွန်လင့်နေတာလားဘယ်တော့ဒီပြင်းကြလာမလဲလို့မေးရင်တရားရုံးနေရတော့အခုဘယ်တော့ဒီလုပ်မယ်ဆိုရင်အမှုကိုဆွဲမနေတော့ခင်ဗျအဲ့တရားရုံးမှာကျွန်တော်လက်ထောက်တော့ဒီကောက်ကိုနှောက်ချက်တော့အမှုကြီးကြောက်လိုက်တော့ဟုတ်လိုက်ကျွန်တော်ကျော်လို့ကနှောက်ချက်တယ်ဆိုရင်ကျွန်တော်ကိုလာပြီးတော့တရားဆွဲဖမ်းလိုက်မယ်တရားဆွဲမယ်ထောင်ထဲထားမယ်ပြီးအမှုကိုမြန်မြန်မိတ်ချပြလိမ့်မယ်ဘာမှခင်ဗျအမှုကိုရှေ့နေနေမရှိရှိအောင်ဆွဲဆံလာလို့လုပ်လို့မရတော့ဘူးတက်ညာအောင်တေးတံပေးရအောင်မယ်ဆိုတော့မင်းအောင်လိုက်မှာတေးတံပေးပိုင်ကိုရှိလားမင်းတို့ဥတွေမှာပဲနော် အခြားဥပဒေမပြောနဲ့မင်းအောင်လှိုင်မှာသေတံပေးပိုင်권ရှိသလားအကုန်ရှင်းရမှာလူတက်မှုတွေကျူးလွန်ထားတာနိုင်ငံတော်လူတက်မှုကြီးမင်းတို့ကျူးလွန်ထားတဲ့အမှုကတဲတလေးမဟုတ်ဘူးနိုင်ငံတော်ပုံကံမှုခေါင်းစဉ်အောက်ကနေလူတက်မှုကိုတည်းစနစ်တကျသေချာစီစဉ်ပြီးတော့ကျူးလွန်ထားတဲ့မင်းတို့ကအကြမ်းဖက်လူတက်သမားတွေအဲ့ဒီအမှုကတော်လိုင်းပြီးအကုန်ရှင်းရမှာမင်းတို့အတွက်အထူးတရားရုံးဆောက်မှာမပူနဲ့ နော်သူများမြင်ဘူးကြားဘူးလဲမလားတော်လိုင်းပြီးနိုင်ဝါတဲ့အတိုင်းပြီးဘယ်လိုလုပ်လဲဆိုတာအေးအဲ့ဒီအတိုင်းတီးတဲ့အထူးတရားရုံးနဲ့လာပါမင်းတို့လက်ချင်းခတ်ပြီးအကောင်နောက်ပြစ်ပြီးအဲ့ချိန်မှာပြည်သူတွေအကောင်လုံးတန်းစီပြီးပြပါမပူနဲ့မင်းတို့အလဲအဲ့ဒီအလဲရောက်ကိုရောက်ပါနော်ကျေချောင်းလို့လည်းမရတော့ဘူးခင်ဗျရုပ်ကွယ်နှောက်ရက်တည်းဆိုတဲ့ထောက်ထားခိုင်မှာတော့လို့ထောင်းတဲ့တန်းသွားသွားပြီးတယ်သွားလဲအဲ့တော့အဲ့တော့တရားသူကြီးကတရားသူတရားသူကြီးချုပ်ကတော့ကြောက်လို့ကြောက်ရတယ်ကြောက်လို့မလားကြောက်လို့မလားကြောက်လို့ဒီတိုင်းလည်းဒီမှာတိုင်းတရားသူကြီးအကုန်လုံး ဒီစကားပြောတဲ့ခါမှာသူအတိပြလိုက်ပြည်နယ်တိုင်းဆိုင်ကြီးကြီးကတရားသူကြီးချုပ်တယ်နော်ရောင်းတရားသူကြီးချုပ်ကနေပြီးတော့တိုင်းသာကြီးနဲ့ပြည်နယ်တရားလွှတ်တော်ကြီးနော်ကိုပိုင်းချုပ်မြတ်တိုင်းတရားရုံးကြီးခိုင်တရားရုံးကြီးနဲ့တရားသူရုံးကြီးတရားသူကြီးနဲ့ပြည်ပြည်ဆုံးနေချိန်မှာတိုင်းပြည်သူတရားသူကြီးချုပ်ကနေပြီးတော့စကားပြောလိုက်ပါလဲဆိုတော့သူရုပ်ောက်ပဲကိုဟန်တာဖြစ်စီချင်းကာဝေးတော်လိုင်းပြီးနေတဲ့ဒီကောင်လေးဆော့ဖွက်ဦးတယ်မှာကာဝေးပြီးဘယ်လိုပုံစံနေမလဲဆိုတော့ပြုတ်ဦးတယ်အရာတယ်ပြုတ်မှုတင်ရှားမယ်ဆိုရင်းနဲ့တိောက်ဟန်တာတဲ့ပြည်တယ်နဲ့ချမောက်ဆန်းရချမဆန်းရလိုတယ်လို့ဥသာတွေကပြောတယ်ပြီးတော့မှတော့အဲ့တော့မပြောပြနဲ့ဆောက်ကြီးကိုမဆိုင်တာတိလား PDF တွေကမင်းအဲ့ပါလေရွက်ောက်ပေါ့နှောက်ရှက်အဲထောင်တိုင်းပြီးတော့လီးလံပြလိုက်မှာဟိုကပြီလားနော်ရဲမေတယ်ဆိုမင်းတို့လာပုတ်လိုက်မှာရှင်းဟိုကနေကြိုရအောင်နော်ဟိုကနေကြိုရအောင်နော်ဒီကောင်ဖြစ်ပါစီဖြစ်ပါစီဖြစ်ပါစီပြည့်အောင်လုပ်ကြပါဖြစ်အောင်လုပ်ကြမယ်တို့ကမဲပေးကြမဲပေးကြဒါပဲကျွန်တော်ပြောတစ်တလုံးရွေးကောက်ပွဲထောက်ခံနေပါရွေးကောက်ပွဲထောက်ခံမယ်လက်နိုင်ပုံမှန်ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်ဆို2020မှာရွေးကောက်ပွဲပြီးသွားပြီလေပြည်သူတွေရွေးချယ်ကြပါဟုတ်တယ်ဟမ်ရွေးကောက်ပွဲဘယ်နှခါလောက်ကောက်မင်းတို့မနိုင်မရှင်းလောက်မှရွေးကောက်ပွဲလား ။အော်ရွေးမင်းတို့ရွေးကောက်ပွဲဆိုတာကမင်းတို့တွေမနိုင်မရှင်းမင်းတို့နိုင်မှရွေးကောက်ပွဲကအစ်စ်မင်းတို့မနိုင်တဲ့ရွေးကောက်ပွဲဆိုအတုအဲ့လိုအဲ့လိုတတ်မှတ်ထားတာလား။မတိလို့ပါ။မတိလို့။မလက်တန်းမှာစိုးခဲ့တဲ့မင်းတွေကကျော်ကျော်မျိုးမင်းမရဟွာတဲ့ကိုထိုးထည့်လိုက်ပြက်တယ်လေ။ကျော်မျိုးမင်းအမေဟွာတဲ့ကိုထိုးထည့်လိုက်အဲ့မင်းပြက်တယ်။အဲ့ဒါဆိုတော့လူတယောက်တည်းနဲ့နှစ်ခါမဲပေးတာလို့သူတို့ပြောတဲ့စကားလုပ်လို့ရတယ်ပထမမဲအောင်မှာမဲတော့ပေးလိုက်အဲ့လူတွေကယောက်ျားအုပ်ကြီးက မဲပေးပြီးသားနဲ့ခါကြော်မျိုးမင်းမရရှိပြေးပြီးလက်တန်းထိုးထည့်အင်းမင်းပြက်တော့အဲ့နောက်တည့်ကိုမဲတော့ပေးဟာနောက်တည့်ကိုမဲတော့မင်းအထပ်ပေးတာကြောင့်ကြော်မျိုးမင်းအမေဟိုထဲကိုထိုးထည့်လိုက်ကြအောင်မင်းကပြက်သွားပြန်အောင်နောက်တည့်ကိုတော့ပေးတို့တို့ပြောတာလေလူတယောက်ထဲနှစ်ခါတောင်းကမဲပေးတယ်ဆိုတော့ခင်ဗျားတို့မြန်မာပြည်ကလူတွေမဲပေးတာဘယ်လိုပေးလာလဲလက်တန်းမင်းပြက်လာမပြက်ဘူးမလားဒီတိုင်းဆိုမပြက်ဘူးကျွန်တော်ပြောသလိုအဲ့လိုတော့ပြက်တယ်မယုံကြော်စိုးမိမရှိတွားကြည့်ကဲဒါကကိုစီရဲ့အသုံးသက်ချက်ပြီးတော့ဖြစ်ပါနော်အဲ့တော့ကိုစီကတော့ လုံးဝပေါ့နော်ပြောပြပြောတတ်တယ်ပေါ့ အဲ့ဒါဘာပဲပြောရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ချမ်ပတ်စစ်ကောင်စီကတော်တော်ကြီးကြောက်ရွံ့နေတာဖြစ်ပါတယ်နော်တော်လိုက်တက်ဖွဲ့တွေကလည်းရွေးကောက်ပွဲမဖြစ်ပြောင်းဖြတ်မယ်လို့အားလုံးအကြေညာထားဖြစ်တဲ့အတွက်ပေါ့နော်မကြခင်မှာ BNR လိုမျိုးတပေါင်းစုတွေလည်းဖွဲ့စည်းလာပြီးဖြစ်တဲ့အတွက်ဘယ်လိုမျိုးအခင်းကျင်းတွေဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်ပြည်သူလူထုကစောင့်ကြည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဘာပဲပြောကျွန်တော်ပြည်သူလူထုတွေအားလုံးကတော့ခုလိုမျိုးဒီအရေးကြီးတဲ့ကာလပေါ့နော်ဒီ၃လနောက်လာမယ့်၃လလကတော့တကယ်ပဲတက်ဖွဲ့တွေဆက်လက်ပြင်းထန်မဲ့ကာလဖြစ်တဲ့အတွက်ပေါ့နော်အားလုံးပဲတွားလေရမာကယူဆိုင်ကြပါမိမိရှိတဲ့နေရာမှာလည်းဒီအစ်စ်နဲ့ပတ်သက်တဲ့အရာတွေကိုအများနဲ့နားဆွေ တော့ဗောနော်သတိထားကြပါလို့မှားရင်လည်းကျွန်တော်ပြည်လို့ဆုံးသက်လိုက်ပါနော်โอเคအစားဆုံးကြည့်ပေးကြရပြောပြီးသူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်းပေးဘေးနဲ့ပေါ့ဆောင်မှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ